မင်္ဂလာပါခင်ဗျာညောင်း Napjun Channel နဲ့ပြန်လည်ကြိုဆိုလိုက်ပါတယ်အဲဒီနေ့မှာတော့ကျွန်တော် Channel ကနေတင်ဆက်ပေးသွားမှာကဗီဒီယိုဂိမ်းတွေပဲပါမှာတခုတော့အရာကိုတခြားတော့ဂိမ်းတွေတက်ပိုကောင်းအောင်လုပ်ခဲ့တဲ့ဂိမ်းလေးတွေအကြောင်းမျိုးဖြစ်ပါတယ်ပေါ့နော်အဲကြောင့်ကျွန်တော်ခုပဲစလိုက်အောင်နော်အဲကျွန်တော်ပထမအဆုံးတင်ဆက်ပေးမယ့်ဂိမ်းလေးကတော့ Seafood ဖြစ်တယ်ပေါ့နော်အဲ Seafood ကလက်လက်ချင်း Fire နဲ့တပ်ပါစင်းကွန်ပတ်ဂိမ်းတွေထဲမှာတော့အကောင်းဆုံးလို့ပြောကြည့်ပြီးဒါကတော့ကျွန်တော်တယောက်တည်းအမြင်သီးသန့်တာဖြစ်တယ်ပေါ့နော် တကယ်ကြီးရကစားလူကောင်းတာတော့တကယ်ဖြစ်ပြီးတကယ်ဖိုက်ရတဲ့အခါသွက်လက်ပေါ်ပါလေပြီးလက်လက်ချင်းဖိုက်ရတဲ့ဒီကွန်ဖူခိန်းနေတယ်မှာနော်တကယ်လှိမ့်မြန်နေဆိုတာသော့ဘူးတဲ့ပလေယာတွေတိမှဖြစ်တယ်ပေါ့နော်အဲကျွန်တော်တို့ခလုတ်စက်တိုက်နှိမ့်လို့မရတာနဲ့နှိမ့်လို့မရတာရဲ့အလေကိုရောက်အောင် လုပ်နိုင်ပြီးဒီ engage skill tab ကလည်း mechanic ပိုင်းကလည်းဒီဖြစ်တယ်ပေါ့နော်အဲကျွန်တော် upgrade တဲ့အတိုင်းမျိုးကိုယ်တိုင်ဝယ်ထားရတဲ့အကွက်တွေကစားဖိုက်နေရင်တုံးရင်ထုတ်တုံးကိုမလွယ်တယ်လို့ရှောင်းတာကလည်းနှမျိုးရှိပြီတမျိုးနဲ့တမျိုးလုံးဝမှားလို့မရဘူးခင်ဗျာ အပြီဝါပေါ်အနီမေးရှင်းရထီကောတာဖြစ်ပြီးဘောတာတကယ်ကျွမ်းဝါရင်နော်ဂျက်ကီချန်ကားတစ်ခုလို့ကွန်ဖူမူဗီတစ်ခုလို့လို့ကြည့်နေရတယ်လို့အထီကိုကစားလို့ကောင်းတဲ့ဂိမ်းလေးမဟုတ်လို့လေရှီဖူကတော့လင်မြန်သွက်လက်ပြီးတပ်ပါတဲ့ဟန်တူဟန်ကွန်မက်ဂိမ်းလေးတွေမှာအကောင်းဆုံးတစ်ခုလို့ကျွန်တော်ထင်ပါတယ်ခင်ဗျာ ဒုတိယတစ်ခုကတော့ GTA 5ပေါ့နော် GTA 5ကလည်း Rockstar ရဲ့2013ဒီ Xbox 360နဲ့ PS3 တဲကထွက်ခဲ့တဲ့ဂိမ်းဖြစ်ပေမဲ့အခုထိဒီ character တွေလဲဆော့လို့ရတဲ့နေရာမှာတော့သူဘယ်သူမှရှင်းမရသေးဘူးလို့ပြောလို့ရတယ်ပေါ့နော်အဲ Lost Santos မျိုးရဲ့အသက်ဝင်ပုံနဲ့ online ကလည်းအခုထိသွားနေသင့်မလို့ချီးကျူးစရာတွေအများကြီးရှိပေမဲ့ AKI ကလာမှာဒီမျိုး Lost Santos မျိုးပေါ်က character 3ယောက်ကိုဘလောက်ချောမွေ့အောင်ချက်ချင်းပြောင်းဝင်ပေးသလဲဆိုတာကတကယ်ခေါ်ခဲ့တဲ့အရာဖြစ်တယ်ပေါ့နော် ပြီးရင်အဲ့ character တွေကဒီတိုင်းရိုးရိုးရုပ်သေးကြီးရက်နေတာမဟုတ်ပဲသူတို့အလုံးနဲ့လုံနေတာဖြစ်ပြီးဥမာ trailer မှာဆိုတာကျွန်တော်တို့ပိုသိတာမှာဖြစ်ပြီပေါ့နော် error style ဒိနေကအမြဲတမ်းတလဲပဲမြင်နေတာပုံမှန်ပဲဖြစ်ပြီး GTA 5ရဲ့ D feature လေးရတယ်ဘလောက်လွယ်ကူချောမွေးခဲ့လို့ဆိုတာကျွန်တော်တို့မေ့နေမှာဆိုတာကြောင့်တင်ဆက်ပေးလိုက်တာဖြစ်ပါတယ်ခင်ဗျာအနောက်ခုကတော့ Assassin's Creed Black Flag ပေါ့နော် အရှိတပိုင်းမှာကျွန်တော်လက်ဆက်ခဲ့ဘူးသူလိုပဲ2014ကထွက်ခဲ့တဲ့ Assassin's Creed Black Flag ကိုအခုထိတော့ Pirate ပင်လယ်ဓားမြောက်လောက်တဲ့အရာတွေမှာဘယ်ဂိမ်းမှမမီဘူးပြောလို့ရတယ်ပေါ့နော်ဟိုတလောကမှာဒီ Sea of Thieves တို့ Pirate Raccoonza တို့လိုဂိမ်းကောင်းလေးတွေရှိပေမဲ့ဘယ်သူမှ Black Flag level ကိုရောက်မလာခဲ့တာကိုဖြစ်တယ်ပေါ့နော်တခြား developer တွေမပြောနဲ့ဒီဂိမ်းကိုတကယ်ရေးဆွဲခဲ့တဲ့ Ubisoft တောင်မှသူတို့ရဲ့ Scarlet ဘုံကဒီ Black Flag လိုနေရာမျိုးကိုရောက်ဖို့မှန်းလာပြီမမရောက်ခဲ့ဘူးဖေးွားတာကိုတော့တွေ့ရမှာဖြစ်တယ်ပေါ့နော်အရှိကွန်ဘတ် Fire တာဒီ ပဲဒီမောအချင်းချင်းတီးရတာဒီမျိုးပုံလေးကို explore လုပ်ရတာလေဒီဘာမှမလုပ်ဘဲ idea မောင်းနေတဲ့အချိန်ငါမှအစရှန်တီကြီးပြန်ကြရတာအထီးဒီပင်လယ်ဓမြ vibe ကို capture ပေးတဲ့နေရာမှာအခုချိန်ဒီ black flag ကိုဘယ်သူမှမမြင်သေးဘူးညာ အဲကျွန်တော်နောက်ထပ်တင်ဆက်ပေးချင်တာတော့ Alien Isolation ဖြစ်တယ်ပေါ့နော်အဒီဂိမ်းလေးကလည်း2014မှာဆယ်ကထုတ်ခဲ့တာဖြစ်ပြီးအခုဆိုရင်တော့ Switch မဟုတ်တဲ့တခြား platform တွေအားလုံးမှာစားလို့ရတယ်ပေါ့နော်အဲ့တော့ဒီဂိမ်းစားထွက်ထွက်ချင်းတော့ကတော့ဒီထင်သလောက်အသိမှတ်ပြုမှုမရခဲ့တဲ့ဂိမ်းတွေဖြစ်တယ်ပေါ့နော် အဲ့ဒါမဲ့ဂိမ်းကြီးကအချိန်လေးကြာလာတဲ့အများသူသူပေးခြင်းနဲ့ horror vibe နဲ့ဒီရန်သူဖြစ်တဲ့ရန်သူ AI ဖြစ်တဲ့ Xenomorph ရဲ့ programming ရဲ့ပြည့်စုံမှုတွေကိုစတင်လက်ခံလာကြပြီ gameplay ခက်ခဲမှုပိုင်းမှာလည်းတမင်ခက်ခဲထားရဆိုတာကို player ရဲ့သဘောပေါက်လာကြပြီအကြိုက်တွေ့လာကြရပါတော့ဒီတရေကားတွေလိုမျိုးဘုံဆိုပြီးထွက်လာတဲ့ဒီ jump scare တွေပြဆိုတဲ့ quad တွေကိုတုံးလာတာမျိုးမဟုတ်ပဲဒီစိတ်ပိုင်းဆိုင်ရာအရာကို Xenomorph ကအမြဲတမ်းနောက်ကိုတစ်ခုခုလိုက်နေပြီးပဲချိန်လာတတ်မလဲမသိအောင်စိတ်ဝင်စားအောင်လုပ်နိုင်တဲ့နေရာမှာတော့တကယ်ကောင်းတဲ့ game ဖြစ်တယ်ပေါ့နော် အဲ့လို programming ဘိုးအီကြီးပြောတဲ့စကားအရတော့ half life 2အပီမှာ enemy AI တိတိတသာတိုးတက်လာတဲ့ game တို့ပြောခဲ့ကြပြီအဲ့ Xenomorph နဲ့ Horror Fight ကိုရအောင်လုပ်နိုင်တဲ့ game တွေမှာတော့ Alien Isolation နဲ့တခြား game တွေထပ်သားခဲ့တဲ့ထင်တာကြောင့်ကျွန်တော်တင်ဆက်ပေးလိုက်တာဖြစ်ပါတယ်ခင်ဗျာ ောက်ဆုံးကတော့ Nintendo ပေါ့နော် Nintendo ဆိုပြီးမှ Nintendo ရဲ့ game တွေပါတယ်ပြောမှာမဟုတ်ပဲသူရဲ့ franchise တစ်ခုလုံးအနေနဲ့ကိုပြောနေတာဖြစ်တယ်ပေါ့နော်ဒီမိသားစုအားလုံးဆော်လို့ရတဲ့ family friendly franchise မှာတော့မိသားလုံးကဘယ်အရာမှလိုက်လို့မရတဲ့အရာဖြစ်တယ်ပေါ့နော်။ဟိုးခစ်တဲကအစားကျွန်တော်ချက်ချင်းကောက်ကစားမှုလိုနေတာ။ player တွေနဲ့အသစ်တွေနဲ့ရင်းနှီးဖို့လွယ်နေရမှာတော့ Mario, Zelda, Pokemon, Animal Crossing စတာတွေနဲ့အခွေတန်းကြော်ရောင်းနေတာတဲ့ game ဖြစ်တယ်ပေါ့နော်။အခုကျွန်တော်ပေါ် channel ကဟိုလာတွေပဲမြည်ကြည့်ရင် player တွေတော်တော်များများစားဆောင်နေတဲ့ game ညာ မာရီယိုဖြစ်ခဲ့မယ်လို့ယူဆပြီးအဲ့ဒါကမိတန်းတို့ရဲ့အားသာတဲ့အချက်ဖြစ်တယ်ပေါ့နော်။အဲပြီးရင်ကန်ကောင်းတဲ့တကူက switch ဖြစ်ပြီး PSP ကဟဲဟဲတွေမှာဆိုရင်တကယ်ကောင်းမှုလို့ခရှိပြီးခဲ့တာဖြစ်ပေမဲ့ခရှိပြီးလုံးခဲ့ပြီး switch ကမှတကယ်ထွက်ခဲ့တဲ့အချိန်ကအချိန်မှနေရာမှရောက်သွားတယ်လို့ပြောလို့ရတယ်ပေါ့နော်။ အဲ့ဒါကပဲသူ့ကိုကိုယ်စိုးလောကမှာသူ့ထာနဲ့သူ့ရဲ့ဒီဒီနိုင်တဲ့အကြောင်းစာချက်တစ်ခုပဲဖြစ်တယ်ပေါ့နော်အပြင်ကျွန်တော်ဇက်ထဲကဘာတွေညာတွေကိုအရင်မြင်တဲ့စတားမျိုးဒီ PlayStation လို Xbox လို့မျိုးလောက်တာမဟုတ်ပဲသူ့ဆက်နဲ့သူပေးနိုင်တဲ့ quality ကိုပဲလိုသလောက်ပဲပေးပြီးအများကြီးထိန်းသိမ်းရှိတယ်ပေါ့နော်အဲ့ဒါကြောင့်ပဲ motion control kit မှာဆိုရင်ကနက်က PlayStation ကဟောဘယ်သူမှသူ့ရဲ့ Wii ကိုရှင်းလို့မရတွေ့မှာဖြစ်တယ်ပေါ့နော်အဲ့လိုပြောလို့ကျွန်တော်ပြောချင်တာနီတန်းတို့ရဲ့ကောင်းဖက်တွေကိုကြီးညာချင်တာမဟုတ်ပဲ family friendly နဲ့ quality ကိုထိန်းတဲ့နေရာမှာเนาะ ဒီတန်တို့ကတခြားနှစ်ခုတည်းနည်းနည်းလေးတာတယ်လို့ကျွန်တော်အနေနဲ့ထင်ပါတယ်ခင်ဗျာအဲတော့နောက်ဆုံးတစ်ခုကဒူတာပဲဖြစ်တယ်ဗောနော်မိုးပါကိန်းနေဘလောက်အသေးထွက်ထွက်ဒူတာလောက်စိတ်ကြီးလက်မှုရတာ ဘယ်တယ်ဆိုင်ရတာလဲစကေးအတိတ်အနက်ရှိတဲ့ဘိုင်းမှာเนาะရှင်မုတ်ခံနေပြီတို့ဒါအမြဲတမ်းခေါင်းစလုံးသွားနေတဲ့ဖြစ်တယ်ပေါ့เนาะဥမာကျွန်တော်တို့ဘယ်ကိန်းနဲ့မှမတူတဲ့ mechanic တွေကိုပဲအပေါ်ရောင်းပဲပြောရမယ်ဆိုရင်ကျွန်တော် critical လုပ်ပြီးရန်သူကိုနှိမ်လို့ရတယ် item ဝင်လိုက်ရင်အစား inventory ရဲ့တန်းရောက်လာတာမျိုးမဟုတ်ပဲ carrier ကလာပို့ပြီးမှဖြစ်တယ်ပေါ့เนาะအဲ့အဲ့ carrier ကပွဲကြီးကြီးကြရဲ့အသက်ခံနိုင်ရပြီး heavy ခရရခတ်တယ်ဆိုတာတကယ်သက်ခံမှုရဲ့ပေါ်လာတဲ့ဂျုံမှဖြစ်တယ်ပေါ့เนาะ အပီ6မိနစ်မှာ9တောင်းရှိတယ်ပတ်စံနဲ့တစ်ခေါက်ပဲဝယ်ထွက်လို့ရတယ်ဘိုင်ဘက်ဆိုတဲ့မှလည်းနေပြရှိပြီဘောရာသာပိုဇက်ရှင်နဲ့နေရာယူမှန်ပြီဒီနေ့မှာအရှိကမက်ဂနက်စတိုကစပိုးရင်းနဲ့လည်းပွဲကိုသိမ်းနေတာကလားအဲ့ကျွန်တော်တခြားအရာတွေကလင်မြန်မှုတွက်လက်မှုပိုင်းမှာတော့တာပေမဲ့တကယ်ဘတ်တရီဆိုင်တဲ့နေရာမှာစကေးနဲ့နဲ့အတိမ်းနဲ့ရှိတဲ့နေရာမှာတော့ဒီမိုဘာရရဲ့မိခင်ကြီးဆိုတဲ့နေရာကိုဒိုတာကထိုက်ထိုက်တန်တန်ရလာတယ်လို့ပြောလို့ရပြီဘတ်တရီဆိုင်ရတဲ့မိုဘာခိုင်းနေတယ်မှာတော့ဘတ်တရီဆိုင်လို့ကောင်းတဲ့နေရာမှာလည်းဒိုတာကိုပဲရမမိသေးဘူးလို့ ထင်တာကြောင့်ကျွန်တော်တင်ဆက်ပေးလိုက်တာဖြစ်ပါတယ်ခင်ဗျာโอเคဒါဆိုရင်တော့ဒီဒီမှာကျွန်တော် channel လေးကနေ video game တွေမှာမှာ ဘုရားတစ်ခုကိုတခြားသောခင်ကြီးထပ်ပူကောင်းအောင်လုပ်ခဲ့တဲ့ခင်ကြီးရဲ့အကြောင်းကိုတို့တက်ဆက်ခဲ့ပြီးသွားပြီထင်ပါတယ်ခင်ဗျာအဲ့တွင်လည်းကျွန်တော်ကြောင့်မထင်ပါနဲ့လူစကားပြောရတဲ့မှာလွဲဝါတာလောဝါတာအမပါဝါတာလေးရှိနေတယ်ခင်ဗျာကြည့်ထားပြီးနားလည်ပေးနေကြပါခင်ဗျာဒီဗီဒီယိုလေးကိုကြည့်ရအောင်ဆိုရင်တော့ channel လေးကို like and subscribe လုပ်ပေးလို့ရပြီဒါကကျွန်တော်အတွက် heavy တစ်ခုပြုပါခင်ဗျာ now chemical တက်လေးဝင်နေတယ်ကြောက်ပြန်လာခဲ့ပါဘောဗျာ peace